ရန်ကုန်လည်းဒေသကြီးတိုက်ကြီးမျိုးနယ်တွင်တိုင်းသာစီလုံးညွရေးပါတီတစီမှလွှတ်တော်ကိုယ်စားလှယ်လောင်းမျိုးသမီးကို၎င်းရဲ့ခင်မုန်းဖြစ်သူကရွေးကောက်ပွဲရှင်ပြန်ခြင်းမပြုရန်ရိုက်နှက်ခြင်းနဲ့တပ်ပစ်မယ်လို့ချင်းချောက်တာကြောင့်ဖမ်းဆီးရယူထားကြောင်းသတင်းရရှိပါသည်။တိုက်ကြီးမျိုးနယ်အုံမင်စုကျေးရွာနေဦးကျော်လင်းထွန်းခေါ်ခနန်းဟာတိုင်းသာစီလုံးညွရေးပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့၎င်းရဲ့ဇနီးဒေါ်လေးလေးမြင့်အားပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအားဝင်ရောက်ရှင်ပြိုင်ခြင်းမပြုရန်ရိုက်နှက်ခြင်းရွေးကောက် က်ဝင်အားဝင်ရောက်ရှိပေပါကတပ်ပစ်မယ်လို့ချင်းချောက်ချင်းများပြုလုပ်ခဲ့တာကြောင့်ကြော်လင်းထုံးခေါ်ကနန်းအားအော်တိုဘလာ18ရက်နေ့မှာအုတ်ကန်နေမြေရေစခန်းပ49မြင်းဆောင်2025ပါတီစိုဒီမိုကရေစီထွတ်ထွေးရေကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖြစ်စည်းခြင်းမှာကာကွယ်ပေးရေးဥပဒေပုံမှား24ကကြီးနဲ့အမှုဖွင့်ရေးယူထားကြောင်းသိရပါသည်။ နောက်25ခုနှစ်ပါတီစိုဒီမိုကရေစီထွတ်ထွေရေးကောက်ွယ်ကျင်းပမှုကိုပြပြစီရည်ရည်ရည်လူမှုကွန်ရက်စာမျက်နှာများအများပြည်သူဆိုင်ရာနေရာများ၌ဟောပြောခြင်းပြောဆိုခြင်းစီရင်လှုပ်ဆော်ခြင်းဆန္ဒပြခြင်း စာရေးသားခြင်းရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစာအုပ်နှင့်နှောက်ယှက်ဟန်တာဖျက်ဆီးခြင်းများ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအားထိခိုက်ပျက်စီးအောင်နှောက်ယှက်ဟန်တာဖြစ်စီခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစိုဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာခြင်းမှကကွယ်ပြီးဥပဒေနဲ့အညီအရေးယူခြင်းများဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိပါသည်။